အခုကတော့ကြားဖြန့်ခေါင်းဆောင်ကြီးနောက်တစ်ယောက်ဖြစ်ပါတယ်ဒါကတော့တရုတ်လူမျိုးရှီကြည်ချမ်းပဲဖြစ်ပါအဲ့တော့ရှီကြည်ချမ်းကိုရှီကြည်ချမ်းကကျွန်တော်တို့ထိုင်းမှာ2022မှာကျွန်တော်တို့ဖမ်းမိတာဖြစ်ပါတယ်သူ့ကို2021မှာအဲအင်တာပိုနဲ့ဟိုဟာကနေပြီးတော့ဒီဖမ်းဝရန့်ထုတ်တယ်ပြီးတော့2022မှာထိုင်းမှာဖမ်းမိတယ်အဲ့တော့2022 23 24အခု25 သုံးနှစ်ကျော်လေးနှစ်နီးပါပါအခု2025ကုံတော့မယ်ဟောသုံးနှစ်ကျော်လေးနှစ်နီးပါမှာဒီရှီတီချန်းရှီတီချန်းကဂျားထဲမှာအဲဂျားသီးရနဲ့သတင်းထွက်လာတာရှိတယ်အာသတင်းထွက်လာတဲ့အချိန်မှာသူကတရုတ်ရဲ့စပိုင်တယောက်ဖြစ်တယ်ဒါကြောင့်မလို့သူ့ကိုဟိုပေါ့နော်အာတရုတ်ကိုပြန်ပို့ရင်တရုတ်ကသူ့ကိုတတ်မှာပါဆိုပြီးတော့အာသူကမီဒီယာပေါ်မှာအရင်အတန်ကောင်းဟစ်ပြီးတော့ပြီးလဲကြတော့သူ့ကိုထိုင်းကိုထိုင်းကနေသူ့ကိုပြန်မလွှဲဖို့ဆိုပြီးတော့သူကသူ့ကိုတရုတ်ကိုပြန်လွှဲမယ်ဆိုရင်ဒါထိုင်းရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘူးဆိုပြီးတော့ လုတ်တယ်နောက်ဆုံးဖွဲ့စည်းပုံအခြေခံဥပဒေရုံးကနေပြီးတော့ဒါကညီညွတ်တယ်ဒါကြောင့်မလို့တရုတ်ကိုပြန်လွှဲမယ်ဆိုပြီးတော့အမိန့်ချပြီးတော့အခုဒီမနေ့ကနိုဝင်ဘာ12ရက်နေ့မှာပဲကျွန်တော်တို့ထိုင်းကအထိုင်းကိုဒါပြန်ပြီးတော့လွှဲလိုက်တဲ့သတင်းပုံရိပ်တွေပဲဖြစ်ပါတယ်ဒါကတော့ထိုင်းသတင်းဌာနဖြစ်တဲ့ The Reporter ကနေပြီးတော့တင်ထားတာပဲဖြစ်ပါတယ်အဲ့တော့ Reporter ကတင်ထားတဲ့ပုံရိပ်မှာတော့ဒါဒီကောပြပြဖြူးဖြူးနဲ့အာသွားဟိုဘာလဲထိုင်းဘက်ကိုထိုင်းရနေပြီးတော့ထိုင်းရဲ့လုံခြုံရေးတပ်ဖွဲ့တွေကနေပြီးတော့ဒါလင်းဘောတင်းလင်းဘောခေါ်ရတယ်ဆိုတော့ပုံရိပ်မျိုး ဖြစ်ပါတယ်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့အာရှီကြည်ချမ်းဆိုလဲဥပမာပြောရင်စောချစ်သူတွေစိတ်ရပါတော့စောချစ်သူတွေဆိုရင်ဒါရွှေကုတ်ကူမှာရှီကြည်ချမ်းကြောင့်ဒီလိုမျိုးအရှီကြည်ချမ်းကြောင့်ဒီလိုမျိုးအခြေအနေတွေဖြစ်လာတာနောက်ဆုံးလူရာချီလောက်ကိုပါဝင်ပြီးတော့ဟလာရှီကြည်ချမ်းလွတ်မြောက်ရေးအတွက်ဆူတောင်းပွဲဆိုပြီးတော့လုပ်ခဲ့တာရှိတယ်အခုဆိုရင်တော့စောချစ်သူတွေဘလောက်တော့ရင်းတွေခုန်နေလဲရင်းတွေခုန်နေပြီလားတာနာစော ေကတရားများတလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ